မင်္ဂလာပါရှင်ကျမကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ စကိုင်းတိုင်းရှေးဦးနဲ့တစင်မြို့နယ်အဆက်ကိုစစ်ကောင်စီတပ်ကမြေပြင်ခါနဲ့စစ်ကြောင်းနှကြောင်းခွေပြီးစစ်ကြောင်းထိုးတဲ့အပြင်လေရင်ထဲမှာပြစ်ခတ်နေတဲ့အတွက်စစ်ကြောင်းဥတေရကကြည်ော်တွေစစ်ဘေးရှောင်နေကြရတယ်လို့ဒေတာခင်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ကစတင်မာလာ30ရက်နေ့ကနေအောက်တိုဘာလ1ရက်နေ့အထိစစ်ကြောင်းထိုးနေတဲ့အတွက်ရှေးဦးမြို့နယ်မြောက်ဘက်ကျမ်းမှာရှိတဲ့ကြည်ော်တွေနဲ့တစင်မြို့နယ်တောင်ဘက်ကျမ်းမှာရှိတဲ့ကြည်ော်တွေကဒေတာခင်တွေနေရာစွန့်ခွာနေကြရတယ်လို့ဆိုပါတယ်။ စစ်ကြောင်းတစ်ကြောင်းကတစေမြို့နယ်ရွှေဒကျောကနဲ့အောင်တာဘက်ကိုတောင်းနေပြီးနောက်ထပ်စစ်ကြောင်းကတော့အော်တိုဘာလတရက်နေ့မနေ့6ရက်အချိန်မှာတနေရော်ကိုမင်းရှော့ဖြက်စီကခပောင်းကြိုင်ရော်ဘက်ကိုဥတည်စစ်ကြောင်းထိုးနေတယ်လို့တစေဒေတာခင်ကပြောပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းပြတ်ဆုံမတော်သေးတဲ့အတွက်တနေရော်ကိုမင်းရှော့ဖြက်စီတော့တဲ့အပြက်စီအသေးစိတ်ကိုတော့အတီးပြုလို့မရသေးဘူးလို့ဆိုပါတယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့မြောက်နေဆက်ကုံသွေးရလမ်းမပေါ်ရှိကြောက်မဲမြို့ကိုအော်တိုဘားလာ၁ရက်နဲ့မိုးလေပိုင်းမှာစစ်တပ်ကပြန်လည်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။အော်တိုဘားလာ၁ရက်နဲ့ညနေပိုင်းမှာကြောက်မဲမြို့ပေါ်မှာပြစ်ခတ်တယ်မကြားရတော့ဘူးလို့မြို့ကိုကားနဲ့ပတ်ကြည့်ခဲ့သူတယောက်ကဒီဘူးဘီကိုပြောပါတယ်။ကြောက်မဲဒေသခံတယောက်ကတော့အာနာသိန်းစစ်တပ်ရဲ့တပ်ဖွဲ့တွေက ောင်တိုဘာလာတရက်နဲ့မနက်အစောပိုင်းကကောင်းအပ်ဖက်နဲ့မွေတော်လန်ခွေးဘက်ကနေဝင်လာတာဖြစ်တယ်လို့ပြောပါရယ်ဒီကနေ့အောင်တိုဘာလာတရက်နဲ့မနက်ပိုင်းမှာစစ်တပ်တပ်ဖွဲ့ကရက်ွက်ကိုတီလင်းနဲ့ရက်ွက်တစ်အုပ်ကျင်းပဲရသေးတာဖြစ်ပေမဲ့မွန်လွေပိုင်းမှာတော့မြို့တဲအလုံးစုံပြန်ရတော့ပြီလို့သူကပြောပါရယ်စစ်တပ်လော်ဘီတွေရဲ့ Telegram Channel တွေမှာလည်းကြောက်မဲစေုံထွေအုံယုံမိသက်ရေစခန်းကစားဝင်းနဲ့အမုတ်ဦးအဝင်မှာအာနာသိန်းစစ်တပ်ကတပ်ဖွဲ့ဝင်တွေရိုက်ထားတဲ့ဓပုံတွေကိုဖော်ပြနေကြပါရယ်ကြောက်မဲမြို့ကို TNL နဲ့ပ ူပေါင်းတပ်ဖွဲ့ကပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ9ရက်နေ့ကတိမ့်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီးဒီနေ့ကျော်အကြာမှာတော့စစ်ကောင်စီကပြန်လည်တိမ့်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ အစိုးရပတ်သက်သဘောတူညီမှုမရရှိနိုင်တဲ့ကာလအတွင်းမှာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တဲ့ရုံရဲ့တရားဝင်သတင်းစာမျက်နှာ Facebook page ကိုအသုံးပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ကြေညာလာပါတယ်။မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တဲ့ရုံရှန်ကုန်ကဘယ်တော်ဝင်ရထားချက်အတည်ပြုချက်မရသေးတဲ့ဂျားကာလမှာပုံမှန်အလုပ်တွေအပြေအဝမဆောင်ရွက်နိုင်သေးတဲ့အတွက်ဘေးအန္တရာယ်နဲ့လုံခြုံရေးဆိုင်ရာအရေးပေါ်သတင်းအချက်အလက်တွေကအပါတဲ့ရုံရဲ့ Facebook page မှာအကြောင်းအရာအသစ်တွေထပ်တင်မှာမဟုတ်ဘူးလို့အော်တိုဘာလာတရက်နေ့နေ့လယ်မှာကြေညာချက်ထုတ်ခဲ့တာပါ။ ဗဲဒံဝဲရာထောင်မှုအတည်ပြုချက်မရသေးတဲ့ဂျားကာလာအတွင်အမေရိကန်ပြည်ထောင်စုနဲ့ပြည်ပကအမေရိကန်တန်ရုံးနဲ့ကောင်စစ်ဝန်ရုံးမှရက်ချင်းယူထားတဲ့ passport နဲ့ visa ဝန်ဆောင်မှုတွေကိုတော့ဆက်လက်ဆောင်ရွက်ပေးတော်မှာဖြစ်ပြီးတန်ရုံးဝန်ဆောင်မှုတွေနဲ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေအချက်အလက်တွေကို travel.state.gov မှာဝင်ရောက်ကြည့်ရှုနိုင်ကြောင်းဖော်ပြထားပါတယ်အမေရိကန်အစိုးရအနေနဲ့အစိုးရလေးပတ်ဖို့အတွက်လိုအပ်တဲ့ရေပုံငွေဥပဒေချက်ကို Republican တွေနဲ့ Democratic အမတ်တွေကြားအတည်မပြုနိုင်ခဲ့တဲ့အတွက် အတိုဘာလတရက်နေ့မနက်7:00နာရီအချိန်ကစပြီးအမေရိကန်ပြည်ထောင်စုရဲ့ဖက်ဒရယ်အစိုးရလုပ်ငန်းလေပယ်မှုတွေရဲ့ဆိုင်ခြင်းဂါဗာမန့်ချက်တောင်ကိုတရားဝင် ဖြစ်နေပြီလို့အင်ဖြူတော်ကကြေညာခဲ့ပါတယ်ရှင်။ နရကံပြူဟာရဲ့ကာကင်တစ်ခုဖြစ်တဲ့ခုတ်ကြီးရော့အခြေဆိုင်စခန်းကိုအေးအေးနဲ့ပူပေါင်းတက်တွေကတိမ့်ပိုက်လိုက်နိုင်ပေမဲ့စစ်တပ်ဘက်ကလေချောင်းပုံကျဲပြီးကားအစီးရဲ20ကျော်နဲ့တံပြန်ထိုးစစ်ဆင်လာပါတယ်။တိုက်ပွဲတွေကြားတဲ့ခုတ်ကြီးရော့ခန်100နီးပါးကိုလည်းစစ်တပ်ကတိမ့်ချောင်းခွဲမပေးတဲ့အကြောင်းစိုးသူအောင်သတင်းပေးပို့ထားပါရရှင်။မကွေးတိုင်းငဖဲမြို့နယ်တဲကကဘာလုံးစခန်းလို့ခေါ်ကြတဲ့နေအီကန်လေချောင်းရံကာကွယ်ရေးဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ဂေါ်ကြီးရွာစခန်းကိုအေအေနဲ့ပူပေါင်းတပ်တွေကတိမ့်ပိုက်ခဲ့ပေမဲ့တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။အာရခတ်တော်အေအေကစတင်ဘာနောက်ဆုံးပတ်မှာထိုးစစ်ဆင်ခဲ့ပြီးစတင်ဘာ28ရက်နေ့မှာတိမ့်ပိုက်ရရှိခဲ့တဲ့ဂေါ်ကြီးစခန်းဟာစစ်တပ်ရဲ့အဓိကကာကင်တစ်ခုဖြစ်ပြီးနေအီကန်စခန်းကိုမြင်းဖြောင်းအတိုင်းနှစ်မိုင်ဝန်းကျင်သာကွာဝေးတာဖြစ်ပါတယ်။အဲဟိုဘွားကဘာလုံးစကန်းကိုခြံထားခဲ့ပြီးတော့အောက်ကစကန်းလေးတွေကိုပတ်ဝိုက်ပတ်ဝိုက်ညာမှာ28ရက်နေ့ကဂုတ်ကြီးစကန်းကိုရတယ် အမဒီဘောလာချင်းကျနေလို့ပုံမှန်တည်းတဏီကုံပြည့်နေရောကြတော့အာမန်ဟိုတက်တော်နည်းနည်းခွာခွာခွာပြီးထားတာပြန်ပြန်ပြီးလုံးနေကြတာညာလုံးခိုင်နေတဲ့လူကပြန်လုံးမှုအမိန်ပေးနေတူရတမရဝင်သွားတာ30စီဝင်သွားတယ်စကူစီထက်သွားတယ်စကူစီနောက်က၄စီလိုက်ရှစ်စီပြောင်းနေလို့ကားရှစ်စီပြောင်းနေလို့အဲရောက်မှန်းကုန်တယ်ကိုကြီးစကန်းကြပြီးစစ်တပ်က လေကြောင်းနဲ့ဒရက်ဆက်ဘုံကျဲတယ်လို့မဆခ905ကနေလဲ အင်အားအပြည့်ပါတဲ့စစ်ကားအစီးရေ20ကျော်ကိုစစ်ကူပို့ဆောင်ခဲ့တာပါဒါအတူပါပဲစက်တင်ဘာ30ရက်မှာလဲနေ့လယ်7နာရီဝန်းကျင်လောက်မှာနောက်ထပ်စစ်ကား၄စီးညနေ9နာရီလောက်မှာကားကြီးတစ်စီးနဲ့ကားလေးတစ်စီးအော်တိုဘာ10ရက်နေ့နေ့လယ်ပိုင်းမှာလဲကားကြီးနှစ်စီးနဲ့ကားလေးတစ်စီးထပ်ပြီးတော့နေရီကန်ဘက်ကိုလမ်းသစ်ဘက်ကနေတက်သွားတယ်လို့ဆိုပါတယ်လေကြောင်းဘုံကျဲမှုတွေနဲ့တိုက်ပွဲတွေကြောင့်ဒေသခံရွာသားအများစုဆစ်ဆောင်သွားကြပြီးဆိုပေမဲ့ရွာကန်တချို့ပိတ်မိနေသေးတဲ့အကြောင်း ဂုတ်ကြီးရွာသားတယောက်ကပြောပြပါတယ်။သူ့ရဲ့စာနဲ့ပြောပြမှုကို DVV ကအသံအစားတို့ဖတ်ပြထားပါတယ်။လီရင်ကတော့စနေတနင်္ဂနွေတနင်္လာတောက်လျှောက်တက်ပြီးတွားကျဲနေပါတယ်ဗျာ။နီးစက်ရတော်ရဲရာတွေကိုရှောင်နေသူတွေရှိတယ်လို့စစ်ဘေးရှောင်အနေနဲ့တော်ရဲလိုက်သွားတဲ့သူတချို့လည်းရှိကြတယ်။စီးရင်ပေးရပြီးပြည်သူစစ်အဖွဲ့ဆိုရင်ပေးမစင်ပါဘူး။အနည်းကင်းအောင်ရွာမှာနေလို့ရအောင်တောင်ရဆက်ခင်းလို့လို့အဆင်ပြေအောင်ဆိုပြီးလုပ်ရတဲ့သဘောပါစိတ်လူလက်ရတော့မဟုတ်ပါဘူး90တရာတော့ကြံခဲ့သေးတယ် စင်းတို့အဆင်မပြေတဲ့အဖိုးအဖွားတွေပါအခုတင်းလိုက်တော့သတင်းမထုတ်ကြသေးတော့သူတို့အခြေအနေကိုတေချာမသိရသေးဘူးဖြစ်နေတယ်။ရွာသားတရားဝင်းကျင်ဟာအောက်တိုဘာ၁ရက်နေ့မနက်ပိုင်းအထိဗရန်ဘတ်ကိုမစင်းနိုင်သေးပဲဖုန်းလေးကိုလည်းစစ်တပ်ထောက်ခံတဲ့သူတွေကတင်ထားတာကြောင့်အဆက်အသွယ်ပြတ်တောက်နေပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အကြောင်းသူကဆက်ပြောပါဗျာ။တစ်ဖက်မှာလည်းအေအေနဲ့ပူပေါင်းတပ်တွေဟာနိုင်ငံဗျူဟာကိုဝိုင်းပတ်ပိတ်ဆို့ထားပြီးအနီးဝန်းကျင်မှာရှိတဲ့လင်းတဲစွန့်တပ် လိုင်းရွာနဲ့ပစီရွာတွေအထိကိုထိန်းချုပ်ထားနိုင်ပြီးဂိုကြီးဝင်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေကြပါ Google Map အတိုင်းဆိုရင်ဗဒန်းဘက်ကို16မိုင်လောက်တော့ကွာဝေးတာကြောင့်ဂိုကြီးရွာကသာအေတက်တွေထိန်းချုပ်နိုင်ရင်နေရီကန်ပြူဟာထွက်ပေါက်ပိတ်သွားတဲ့အပြင်ကပ္ပဆာ14ကို သိမ်းပိုက်ပြီးအမ်မင်းဘူးနဲ့ပသိမ်မုံရွာလမ်းဆောင်ရာဗဒန်းမျိုးအထိကိုတော်လိုင်းတက်တွေကနေမြေစုမှုလာနိုင်ခြေရှိတဲ့အကြောင်းမျိုးကန်တွေကခံမှန်းနေကြပါတယ်ကျွန်တော်စိုးသူအောင်ပါ ဧရာဝတီတိုင်းရေကြီးမြို့နယ်မှာ PDF တွေကိုရိတ်ခါစုဆောင်ပို့ပေးနေတယ်လို့ဆွဆွဲပြီးအရသာစစ်တရားကိုစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ရေကြီးမြို့နယ်တဲကညောင်မော်နဲ့တောင်တန်းကျော်ကဒေသခံအရသာစစ်တရားကိုစစ်ကောင်စီတပ်နဲ့ရဲအင်အားစနေရောက်လောက်ကစတေမာလာ28ရက်နဲ့29ရက်နေ့တွေမှာနေအိမ်တွေအထိလာရောက်ဖမ်းဆီးတော်တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းခံခဲ့ရတဲ့အရသာတွေရဲ့နေအိမ်တွေထဲကိုဝင်ရောက်ပြီးစစ်ဆေးတဲ့အချိန်ဒေသမ ငိမ့်ချတဲ့အတွက်စားသောက်ဖို့ဝေယူစုဆောင်ထားတဲ့ဆန်အပအဝင်စားသောက်ကုန်တွေကိုတွေ့ရှိတာကြောင့် PDF တွေကိုထောက်ပံ့နေတယ်လို့ဆွဆွဲဖန်ဆီးခဲ့တာလို့သိရပါတယ်။ဖန်ဆီးခံရတဲ့စစ်တယောက်ထဲမှာမင်္ဂလာ၂ရက်ပါဝင်ပြီးဒီကနေ့အောင်တိုဘာလတရက်နေ့အထိမလို့လာသေးသလိုအဆက်အသွယ်လည်းမရသေးဘူးလို့ဖြစ်စဉ်ကိုသိရှိတဲ့လူတယောက်ကပြောပါတယ်။လက်ရှိမှာဖန်ဆီးထားတဲ့နေရာကိုမသိရသေးဘဲအဆက်အသွယ်ပြတ်တောက်နေတဲ့အတွက်မိသားစုတွေစိုးရိမ်နေကြတယ်လို့မိသားစုနဲ့နေဆက်သူတွေကပြောပါတယ်ရှင်။ ဒီမွေရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါကျမကီခိုင်ပါကျေးဇူးတင်ပါတယ်ရှင်